machine မတန်ရှင်းတဲ့လက်ကတဆင်ကူးဆက်တဲ့ယောဂါတွေကိုကြိုတင်ကာကွယ်နိုင်ဖို့ဆိုတာကျောင်းနေရွယ်ငယ်စဉ်ကလေးပွားတွေကစနစ်တကျလေ့ကျင့်သင်ကြားပေးလိုက်နိုင်ဖို့လိုပါတယ်။မြမလူမှုအဖွဲ့အစည်းအတွင်းမှာလက်ဆေးတဲ့ယဉ်ကျေးမှုထွန်းကားလာဖို့အရေးတကြီးလိုအပ်နေပြီဆိုတာကိုဒီကနေ့ဟောပြောပွဲကမိမောင်းထုတ်ပြခဲ့ပါတယ်။ကာကွယ်ခြင်းဟာကုသမှုထက်ပိုပြီးဖြစ်ရောက်တယ်ဆိုတဲ့အတိုင်းကျမ်းမာရေးအသိပညာပေးမှုတွေကို စိတ်အားထက်သန်စွာနဲ့ဆောင်ရွက်နေသူကဥအောင်ကြကြောပါ မတန်ရှင်းတဲ့လက်ကြောင့်ယောဂါရီဘယ်လိုကူးဆက်နိုင်လဲဆိုတာကိုလည်းအခုလိုပြောခဲ့ပါဗျ က်ကတည်းကကျမ်းမကြီးတဲ့ကြီးကြီးဒီကျမ်းမကြီးအတွက်ကြီးကြီးတဲ့နေရာမှာလက်စည်းမှုတွေလာနေရာစင်စက်ပြက်ပြင်ပြရမှာပါလေဒီလိုစင်စက်နဲ့ပြက်ပြင်ပြီးနိုင်ပြီးတော့အကြောင်းကိုကြည့်ပြီးတော့လုပ်တယ်ကြောက်စင်ဖြစ်ပါလေဒီဖြစ်ကလေးတွေကိုယ်တိုင်ကြည့်တဲ့စင်ကွာအများကြပါဘူးကလေးတွေကိုကျွန်တော်လက်စည်းပြီးပြီးတော့ တူတိုင်းကိုကလေးရနေကိုကလေးတွေကတူလည်းပဲတယ်ကလေးရနေပြီးပါတယ်ပဲတယ်ပဲပေါ်ပြီးတယ်ပြီးပါတယ်ပြီးပြီးအင်းနေလက်စစ်ကမ်းမယ်ဒီစီးတစ်စီးတဲ့အစီအစဉ်ကိုကျွန်တော်စီပါဒီဂျင်းမျိုးတစ်ခုကိုကွာလာတယ်အဲ့လိုကွာလာတဲ့ခါကျတော့ဘာသူပြည့်စုံရမလဲဝင်းနဲ့ပတ်သက်တဲ့ယောဂအတေရောင်ယောဂယောဂတန်ကုန်ယောဂကက်ပဲ့လူပေါ်ရဲ့ပြောင်းလဲကြယောဂတက်ချီတဲ့ကြောင့်နေပတ်သက်ပြီးယောဂဒီယောဂတွေကိုတာဝန်နိုင်မှဖြစ်ပါတယ် ကာကွယ်ကုသလို့ရတဲ့စုံယောင်ယောဂါနဲ့ဝမ်းပြက်ဝမ်းလျှော်ယောဂါတွေနဲ့ကလေးငယ်တည်ဆုံးမှုတွေကိုထိရောက်စွာကာကွယ်ပေးနိုင်မှုအတွက် Life Point ကျန်းမာရေးစက်ပြအနေနဲ့2014ခုနှစ်ကစတင်လို့လက်တန့်ရှင်ရေးအသိပညာဝေးလုပ်ငန်းတွေကိုမြန်မာပြည်အတွင်းမှာဆောင်ရွက်နေတာလည်းဖြစ်ပါတယ်။ကမ္ဘာလက်စည်းချင်းနေ့ဖြစ်တဲ့အောက်တိုဘာ15ရက်နေ့မတိုင်ခင်ကတည်းကအခြေခံပညာကျောင်းတွေမှာအသိပညာပေးအစီအစဉ်လှုပ်ဆောင်ခဲ့တဲ့ life wine ကျမ်းမာရေးစက်ပြာကလည်းသူ့ရဲ့အနာဂတ်အစီအစဉ်တွေနဲ့ပတ်သက်လို့အခုလိုပြောခဲ့ပါသေးတယ် အခုလက်ရှိတော့ကျွန်တော်တို့ကဟိုဒီ2010ခုနှစ်တွင်မှာကလေးတွေပဲအဓိကထားပြီးတော့လုပ်နေရတယ်။ဒါပေမဲ့နောက် program တွေလည်းကျွန်တော်တို့က midwife program ဆိုပြီးကျွန်တော်တို့ကဒီဟိုတောက်ဖွားမိရပေါ့နော်။အဲသူတို့သူတူနာပြပေါ့နော်။သူတို့အခုဆရာမိုင်းတွေကျွန်တော်တို့အခု program လေးလည်းလုပ်နေပါတယ်။အဲဒီအဓိကသူတို့ဆရာနေပြီးတော့အဲကလေးတွေမမွေးခင်မှာဘယ်လိုတိုင်တွဲရမလဲအဲ့လိုအခြေအနေမျိုးလေးကျွန်တော်တို့ကမေးပြီးတော့မှပဲကျွန်တော်တို့ဆက်ပြီးတော့လုပ်နေပါတယ်ဗျ။